လက္ခဏာနဲ့ပတ်သက်ပြီးလေ့လာမိတဲ့အချက်တွေကိုပြောပြခြင်းပါတယ်ပထမအဆုံးပြောခြင်းတာအိုးပိုင်အိမ်ပိုင်လက္ခဏာပါအိုးပိုင်အိမ်ပိုင်လက္ခဏာဆိုတာဟာလက်ဝါးမြေမှာအနည်းဆုံးနှစ်နေရာလောက်ကြာထားတယ်ရှိတယ်ဗျဥမာအားဖြင့်ဗျလက်ညှိုးအောက်ကြာတာပရိဂျူပေါ်မှာ၄တော့ကွက်ပိုင်အိုးပိုင်အိမ်ပိုင်ပိုင်ဆိုင်ရတယ်လို့အဟောကင်းရှိပါတယ်နောက်တစ်ခုကအောင်မြင်းလမ်းကြောင်းမှာဘေးနားကနေထောက်ကူပြုလမ်းလေးပါနေရင် လက္ခဏာရှင်ဟာမိမိရဲ့အောင်မြင်မှုတွေကြောင့်လုပ်ငန်းပြီးမြောက်အောင်လုပ်နိုင်စွမ်းရှိတယ်။ဒါကြောင့်မဲ့အိုးအိမ်ပိုင်ဆိုင်တာကားပိုင်ခြံပိုင်မြေပိုင်ဆိုင်မှုတွေရနိုင်သလိုငွေရှာတဲ့နေရာမှာလည်းလွယ်ကူတက်ပါလိမ့်။နောက်တစ်ခုကိုကြည့်ပြ။အတလန်းဘောကနေထောင်တက်နေတဲ့မြင်းပြန်လေးနှစ်ကြောင်းအဲ့ဒီမြင်းပြန်လေးနှစ်ကြောင်းကကြာတာပေးချုပ်ကုန်ကိုထိုးတက်နေရင်အင်ချမ်းမြေကျိုးပြပါလေနေရာထိုင်ခင်းအတွက်မပူပင်ရပဲပိုင်ဆိုင်တတ်ပါလေအခုပြောတဲ့လက္ခဏာ အချက်၃ချက်လုံးပါတယ်ဆိုရင်တော့မိတ်ဆွေဟာအိုးပိုင်အိမ်ပိုင် ဖြုံနေတာမကအိုးအိမ်ကောင်းကောင်းနဲ့နေရမယ်လို့ဟော့ကင်းထွက်ပါတယ်နောက်ထပ်လက္ခဏာတစ်ခုပြောချင်ပါတယ်နိုင်ငံเจ้าမှာအခြေချနိုင်မလားဆိုတဲ့မေးခွန်းကိုဖြေချင်ပါတယ်ဒီပုံကိုကြည့်ပါမိတ်ဆွေရဲ့တင်းလာချောကောင်မှာခီးသွွားလန်းထင်ရှားပါနေတယ် ခီးသွွားလန်းအထင်ရှားပါနေတယ်ဆိုုံနဲ့တော့နိုင်ငံခြားမှာအခြေချတယ်လို့ပြောလို့မရပါဘူးခီးသွွားလန်းထင်ရှားပါရင်နိုင်ငံခြားမှာတော်ရော်လို့လုပ်ကန်ရတာတော့သိကြပါတယ်အဲ့ဒီလိုမျိုးလည်းမဟုတ်လဲမိမိဇာတိရွာရွာနဲ့ဝေးတဲ့နေရာမှာအောင်မြင်မှုပြီးတယ်အဲ့ဒီဝေးတဲ့နေရာမှာပဲအောင်မြင်နိုင်တယ်လို့ဟောကိန်းထွက်ပါတယ်တကယ်လို့မိမိရဲ့တနင်းလာဂျုံကခီးသွွားဂျုံကမှာကျွန်တော်တို့၅ပုံတဲ့အမှတ်သားပါပြီဆိုရင်တော့မိတ်ဆွေအနေနဲ့သေချာပေါ့နိုင်ငံခြားမှာအခြေချနေထိုင်တယ်လို့ပြောလို့ရပါတယ်နောက်တစ်ခုက မိတ်ဆွေရဲ့အသက်လမ်းကိုကြည့်ပါမိတ်ဆွေရဲ့အသက်လမ်းကြောင့်ဖြောင်တန်းနေလားအဲ့အဲ့အသက်လမ်းကဖြောင်တန်းနေပြီးတော့တကယ်လို့တင်းနှင်းလာဂျုံဘက်ကတော့ကြနိုင်မယ်ဆိုရင်တော့မိတ်ဆွေအနေနဲ့နိုင်ငံခြားမှာဘယ်ဘဝမှာအခြေချနေထိုင်ရမယ်လို့ဟော်ဂိန်းထွက်လို့ရပါတယ်နောက်ထပ်လက္ခဏာလမ်းကြောင်းတစ်ခုကိုပြချင်ပါတယ်ဒီတစ်ခါတော့လူတိုင်းသိကျင်တဲ့အိမ်တော်ရေးလမ်းပေါ့ဗျာအိမ်တော်ရေးကံကောင်းမလားဘလို့ဖြစ်မလဲပေါ့တချို့က အများစုကပေါ့ဗျာဒီလိုမျိုးအိမ်တော်ကြီးလမ်းတစ်ခုကကတ်ထွက်နေတယ်ဆရာတဲ့ဒါဆိုရင်နဲ့အိမ်တော်နှစ်ဆက်လာတယ်ပြောပြီးပါဦးတဲ့ဒါနဲ့ပတ်သက်ပြီးပြောချင်တယ်ဗျပုံတွေကအတိုင်းဒီအိမ်တော်ကြီးလမ်းကြောင်းတစ်ခုဟာနှစ်ခုပြန်ရှိမယ်တစ်ခုနဲ့တစ်ခုလည်းကတ်နေပြန်ဆိုရင်လက္ခဏာရှင်ဟာအိမ်တော်ဆက်မထင်မပဲကြုံရနိုင်ပါတယ်အိမ်တော်ကြီးမှလည်းအညံ့မဟုတ်တော့မှအပြိုင်လိုသဘောဖြစ်နေပုံရတယ်ဒီလိုလက္ခဏာရှင်ဟာအိမ်တော်ကြီးမှအိမ်တော်ကြနေသည့်တိုင်အောင်စိတ်ကစားတတ်ပါတယ် နားလည်မှုကြာရှည်စွာတည်ဆောက်နိုင်ဖို့အားနည်းပါတယ်။ဒီဥနဲ့တို့ကောင်းမွန်စွာအဆင်ပြေမှုခင်းရင်တတ်ပါတယ်။အိမ်တော်ရေးမှာအိမ်တော်ဘက်ကြောင့်စိတ်ညစ်ရတတ်တယ်။ဘဝမှာအိမ်တော်ရေးခွဲခွာရနိုင်တဲ့အထီတော်မှပြောလို့ရပါတယ်။ဒါပေမဲ့ဒီလိုပါတိုင်းခွဲခွာရတာတော့မဟုတ်ပါဘူး။မိမိရဲ့စဉ်စားစဉ်ချင်းညံတဲ့ဒီကိစ္စကထိန်းချုပ်လို့ရပါတယ်။အိမ်တော်ရေးလမ်းကြောင်းမှာမကောင်းမှုဆိုတာကအိမ်တော်ရေးလမ်းကြောင်းအောင်းငိုင်းနေတာ။အိမ်တော်ရေးလမ်းကြောင်းမှာကျွန်း မဲ့အဖြတ်ပါနေတာဒါမျိုးဆိုရင်တော့ခွဲခွာရတတ်ပါတယ်ဒါကတော့အိမ်တော်ကြီးမှာအပြိုင်လိုမျိုးဖြစ်နေတာပါတချို့ကတော့တချို့ဆရာတွေကတော့ပြောတာပါဗျာပထမလမ်းကြောင်းနဲ့ဒုတိယလမ်းကြောင်းမှာတကယ်လို့ဒုတိယလမ်းကြောင်းကပို့ပြီးတော့တို့မယ်ဆိုရင်မိษွေဟာဒီဒုတိယလူနဲ့အိမ်တော်မကြပဲပထမလူနဲ့အိမ်တော်ကြတတ်တယ်အဲအဲ့ဒီလူမျိုးကလည်းပထမလမ်းကြောင်းကတိုးတယ်ဆိုရင်ပထမဆုံး ဒီလက်တန်းအောက်ကစတဲ့လမ်းကြောင်းပထမလမ်းကြောင်းပဲအဲ့ဒီပထမလမ်းကြောင်းကတူပြီးဒုတိယလမ်းကြောင်းကရှင်ပထမအိမ်တော်ကွဲပြီးဒုတိယအိမ်တော်ထဲမှာမြဲတက်တယ်လို့လဲဟော့ကိန်းနေရှိပါလေနောက်ထပ်လေးလာမိတဲ့လက္ခဏာလမ်းကြောင်းတစ်ခုပြောချင်ပါလေအခုတစ်ခေါက်ပြောချင်တာကကြွယ်ငါရုပ်ပုံပြဂျိုကုံတီးတီးမှရှိတဲ့ငါရုပ်ပုံတွေကတစ်ခုနဲ့တစ်ခု အာနိသင်အကျိုးပေးလုံးဝမတူညီဘူးပြပို့ပြီးတော့ကြွာချသွားမှာကလက်ပုံစံတွေပါကွဲရင်ကွဲတဲ့လောက်အကျိုးပေးမှုဟာအနည်းများ ွဲပြားသွားပါတယ်မိမိလက်ပုံစံဟာတကယ်လို့၄တောင်ဖြစ်ပြီးပုံမှန်ပါတဲ့အတိုင်းတနင်္ဂနွေဂျိုကုံနဲ့ပုဒ်ဟုဂျိုကုံကြာမှာ၅ရုပ်ကုန်လေးပါဝင်နေမယ်ဆိုပါစို့မိမိဟာတန်းကြွတထေဖြစ်ဖို့ကံပါသူတော်ဖြစ်ပါတယ်။စိုင်းများစွာကုမ္ပဏီပွဲများစွာပိုင်ဆိုင်ပြီးငွေနှမ်းများစွာနဲ့လုပ်ငန်းလက်ပတ်ရတယ်။လုပ်ငန်းကြီးတွေကိုဦးဆောင်ရတဲ့သူတွေမှာဒီလိုမျိုး၅ရုပ် တို့ရတဲ့ပါလေငွေနဲ့ပတ်သက်ရင်တော့အသက်ငယ်ရွယ်စဉ်ကရုန်းကန်ရပြီးအသက်ရွယ်ကြတာနဲ့အမျှငွေငွေနဲ့ရင်စီးပွားရှာအမြတ်အစွန်းများစွာရရှိသူတွေဖြစ်ပါတယ်ကျွယ်ဝချမ်းသာလာတာနဲ့အမျှတပည့်တပန်ဝန်ထမ်းတွေရဲ့ခိုကိုးရာဖြစ်ဘဝမှာတင့်တယ်စွာဖြတ်သန်းကြသူတွေပါမျိုးသားဖြစ်စဉ်မျိုးသမီးဖြစ်စဉ်ဒီလိုငါးရုပ်ပါသူတွေဟာစုပ်ဝေါ်လက်ရောအလုံးဝပါလေ။လင်ကိစ္စရှုပ်ခင်းမှုတွေကမောခံစားမှုတွေမှာစိတ်ကမရှိရင်တော့ဘဝမှာပျက်စီးတတ်ပါတယ်။ အထူးသတိထားပါနာမည်ထင်ပေါ်ကျော်ကြားလွယ်တဲ့နာမည်ပြိုင်လေလို့သိများတယ်ကိုယ့်လုပ်ငန်းတွေမှာအပျော်ပါကိစ္စတွေစီကတ်မရှိခြင်းတွေကြောင့်ထိခိုက်တတ်တယ်ဒါကိုအထူးသတိပြုပါမိမိအနေနဲ့စံနောက်တိတ်ခါနဲ့ထိမ်းပါမိမိဟာအမှန်တကယ်စူးစမ်းပြီးစီကတ်ရှိမယ်ဆိုရင်ဘဝမှာအစဉ်ပြီးတစဉ်တိုးတက်မှုတွေဖြစ်ပေါ်မယ်တတိယသူချေတော်မှဖြစ်တတ်တယ်လို့ပြောလို့ရပါတယ်အင်မတန်ကောင်းတဲ့ငါးရုပ်ပါဒီငါးရုပ်ပါတဲ့သူတိုင်းမဟုတ်ပါဘူး တကယ်တော့လေးတောင်းကွက်နဲ့တွဲဖက်ပြီးပေါမောသားသူ့အကျိုးပေးကိုထင်ရှားစွာခံစားရမှာဖြစ်ပါလိမ့်နောက်ထပ်လက္ခဏာလမ်းတစ်ခုပြောချင်ပါတယ်မိษွေရဲ့လမအောင်တောက်ကြကြုံကိုကြည်ပါတောက်ကြကြုံကမှာအလျားမြင့်နေပါတာလားအလျားမြင့်နေကပါပါတယ်ပါတယ်ဆိုမဲ့အနည်းများတော့ကွာတာပေါ့ဗျာတချို့ကအလျားမြင့်နေအရင်များတယ်ဗျာအဲ့လိုမျိုးပါသူတွေဟာဘဝမှာကိုပိုင်ဖန်တီးမှုနဲ့အောင်မြင်တတ်တယ်အမှုပညာအကျိုးပြုကောင်းတယ် စိတ်ပေါ်မူတည်ပြီးအောင်မြင်မှုရရှိနိုင်တယ်လို့ပြပါတယ်။ချစ်ခင်မှုတန်ရုံးစဉ်ပိုနိုင်မှုတွေများတတ်ပါတယ်။အရေးအကိုတွေးတော့ချင့်ချင်တတ်သူဖြစ်တယ်။မေတ္တာရင်မှာတော့အားနည်းမှုကြုံတွေ့ရနိုင်ပါတယ်။နောက်ပြီးတော့ဘဝမှာကိုဟာအများအတွက်အမြဲတမ်းတွေးတဲ့ကြောင့်ကိုအနေနဲ့ကိုယ့်ဘက်ကိုမတွေးတဲ့အခါမှာအင်မတန်မှစိတ်ထိခိုက်ခံစားခဲ့ရတာလေ။အဲ့ဒီလိုမျိုးလူတွေလို့ပြောလို့ရပါတယ်။နောက်ထပ်လက္ခဏာလမ်းကြောင်းတစ်ခုပြောခြင်းနဲ့ပြ ။ဦးကောင်းလန်းပေါ်ကသရိကံကြီး။သရိကံဟာမိတ်ဆွေရဲ့လက္ခဏာမှာဘယ်မှာပါပါ ကောင်းတယ်လို့ပြောပါလေ။လဝါပြင်းဦးကောင်းလန်းပေါ်မှာသရိကံပါမယ်။အဲ့ဒီသရိကံကလည်းလက်ညှိုးအောက်ကြာတာပလီချုပ်ကုံပေါ်မှာအထင်ရှားကြီးပါမယ်ဆိုရင်ကိုပါညံရန်ကောင်းတယ်ဗျ။ရန်ရမဥဆောင်တယ်။စူဖွဲ့မှုပေါင်းဆက်မှုနဲ့ကုံသွေးရေးဘက်ဒီမှာအင်မတန်ကြိုးပြင်းနေတယ်။ငွေလုံးရင်းဝင်တက်တယ်။ကိုပိုင်တွေးမြင်နဲ့တိတာတဲ့အကျိုးကျေးဇူးရနိုင်တယ်။ ခေါင်းဆောင်ခေါင်းဆရာကောင်းတွေဖြစ်တတ်ပါတယ်အများအားကြလာရအောင်အစဉ်ပြေတဲ့ဘဝကိုရရှိပိုင်ဆိုင်တဲ့သူတွေပါလေအဲ့ဒီလိုဥကောင်းလမ်းပေါ်မှာသရီကန်ကြီးအထင်ရှားပါနေတတ်ပါတယ်နောက်ထပ်လက္ခဏာလမ်းတစ်ခုပြောချင်ပါတယ်ဒီတစ်ခါမှာတော့မိတ်ဆွေရဲ့လက်ခလဲအောင်စနေကြုံမှာပါတဲ့စနေကွင်းအကြောင်းပြောချင်တယ်ဗျလက္ခဏာပညာရဲ့မှာစနေကွင်းကိုဒီလိုအိဗယ်ဖွင့်ဆိုပါတယ်ဒီအမှတ်သားကိုလက်ညှိုးနဲ့လက်ခလဲမှာစလက်ခလဲနဲ့လက်သွေကြားလာချမ်းပုံအမှတ်သားတဲ့ သင်ရှားတွေ့ရခဲ့ပါလေပြက်တော့ပြက်တော့သာတွေ့ရတတ်ပါလေကံကောင်းတဲ့မှတ်သားလုံးဝမဟုတ်ပါဘူးစိတ်ညိုစိတ်ညစ်စည်းစားကြောင်တတ်တယ်ကံလမ်းကြောင်ဟာစနေဂျုံပေါ်အဆုံးသတ်ရင်ထီးကြံတတ်ကြပါလေလူသမီးဘယ်တော့မှမအောင်မြင် စနေလက်ဆွတ်ရှိတဲ့သူဟာဘဝမှာတိုးတက်ကြီးပွားဖို့အလွန်ခဲယဉ်ပါလေစနေလက်ဆွတ်ကွင်းတွေဟာကောင်းမာတဲ့လူထုလူစံတွေဖြစ်ပါလေပေါင်းသင်းတွေပေးဖယ်ထားပြီးတယောက်ထီးထီးနေတတ်ပါလေ ီအမတ်သားဟာလောကီလောကုတ္တရာနှစ်ဖြာဘယ်နေရာမှာအကျိုးပေးမှုမတူပါဘူးလောကီအတွက်ကံခေလှပဲမယ်ဒီလိုလူမျိုးဟာတကယ်လို့စိတ်ဖောက်ပြီးစိတ်ကူးပေါက်လို့သာသနာဘောင်ဝင်ရောက်ရင်အင်မတန်မှလောကုတ္တရာပမာပေါ့မြောက်အောင်မြင်တတ်ပါလေစွန့်လွတ်ခြင်းတည်ငြိမ်ခြင်းစိတ်အတွက်အလွန်ထောက်ကူပြီးတော့ကျင်းပါသူ့ကိုကိုကြီးထောက်မှတဲ့အရာဟာတနင်္ဂနွေကွင်းသားဖြစ်ပါတယ်။စနေကွင်းပါရှိပြီး တနည်းကနေပါပါရှိခဲ့ရင်တော့ဒီလူဟာပညာဉာဏ်နဲ့အရာကိုထင်ကြီးပေးတဲ့သူလို့ပြောလို့ရပါတယ်။လက္ခဏာနဲ့ပတ်သက်ပြီးလေးလာမိတဲ့အချက်တွေကိုတင်ဆက်ပေးတာပါ။နောက်ဆက်ပေးတဲ့အတွက်အထူးပဲကျေးဇူးတင်ပါတယ်ဗျာ။